ဒီနေ့ Manchester United ရဲ့ Queen Lee လို့ရှားပွန်တော်နောက်ဆုံးအချင်းတွေလေးပြောပြပါမယ်။ဟုတ်ပြီ။ United ကလေຫນွေရာဒီတော့က Queen Lee ကိုအားမဖြစ်ဟဲ့ဘူးဗျ။အဲ့တော့ Lamine အတွက်ပြင်ဆင်ဖို့လုပ်နေကြပြီ။အထူးသဖြင့်အခုနီးပြသေး Yuvin Amorin ရောက်လာတော့သူ့အတွက် Queen Lee နေရာကတော်တော်လေးအရေးတကြီးလိုအပ်နေတာပေါ့။ပထမဆုံးတစ်ချက်ကလေຫນွေရာဒီတော့ဆို Brighton ရဲ့ Carlos Palibao ကိုပြင်မထားခဲ့ရတယ်။ဒါမဲ့ဈေးများတယ်ဆိုပြီးလက်လွတ်လိုက်ရတယ်။ Crystal Palace က Adam Watson ဆိုရင်လည်းလွယ်လွယ်ကူကူရမယ်ပုံမရှိဘူး။ န်စပော့တင်း CP ရဲ့တင်းခေါင်းဆောင်မော်တင်ဟူမန်ကြတော့ဈေးကပိုဆင်းပြနေပေမဲ့ယာတီတဝဲကြီးမှာတင်းကရောင်းမမလားဆိုတော့မသေးချဘူးဗျ။ဒူဘီအချက်ကအခု လောလောဆယ်အဓိကပြတ်မှတ်ထားနေတာက ASU မှာကပင်းသစ်ကွင်းလည်းလိုမနိုကိုနေပဲပါသူလေကောင်းတာကနီးပြအောင်ဝင်တဲ့ကစားကောင်းတဲ့ဒိုလီစနစ်စနစ်မှာကစားနေကြဆိုတော့ United တဲ့ချက်ချင်းအောင်ဝင်နိုင်တယ်။နောက်ပြီးနံပါတ်၈ရောခန်းစစ်ကွင်းလည်းမောင်းကစားနိုင်တယ်။ဘောလုံးဆွဲပြလာလဲကောင်းတော့အသုံးဝင်မှာ။ဒါကအသက်ရွယ်ရလန်လေးဖြစ်လာတဲ့ကက်စမီရိုတော့ဘောလုံးတက်တာအားနဲ့တဲ့ဦးကားတွေတော့ပိုးသားတဲ့အချက်ပေါ့ဗျာ။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ယူမဘက်ကကိုနေအတွက်ယူရို55ထန်းဝင်းချင်းလောက်ကောင်းလာနိုင်တယ်။ United အတွက်တော့ဒီလောက်ကပြေးနိုင်ပါတယ်။ပြဿနာကကိုနေကယူမမှာပုံမှန်ကစားနေရတယ်။အဲ့ဒီပုံမှန်ကစားခွင့်ကသူ့အတွက်ပြင်းတဲ့အသင်းနဲ့ကမ္ဘာဖလားလူစားရေးဝင်ပေါ်အထောက်အကူဖြစ်နေတော့ရာသီတစ်ပတ်ကြီးအသင်းပြောင်းဖို့စိတ်ဝင်စားပါမလားဆိုတာကမသေးချဘူး။ဆိုတော့အသင်းတာဝန်ရှိသူတွေဇန်နဝါရီမှာပဲစူးစမ်းကြည့်မလား။ဒါမှမဟုတ်နေရာတွေအထိပဲစောင့်မလားဆုံးဖြတ်ရမှာပေါ့။ခြုံပြောရင်တော့ဗျ United ကကိုနေကိုစိတ်ဝင်စားနေရမှာမြင်မယ်။ဒီပြောင်းရွှေ့ဖြစ်လိုက်မလားဆိုတော့အချိန်ခါနဲ့ကစားသမားရဲ့ဆုံးဖြတ်ချက်ကိုမှပဲတော်တော်လေးမူတည်နေပါတယ်။